အားလုံးပဲမင်္ဂလာပါမမဝိုင်း channel ကနေပြီးတော့ကြိုဆိုပါရစေဒီ channel ကနေမမဝိုင်းကယတစာပေဝိတ္ထုပုံမြင်များနဲ့အခြားဗဟုသုတရစရာအကြောင်းအရာများကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ပုံမြင်လေးကတော့အကြံကောင်းတဲ့တတိအကြောင်းပဲဖြစ်ပါတယ်ဒီပုံမြင်လေးကတော့950နိဘတ်တော်တွေကမှစူလတိတိဇတ်တော်တွေကပဲဖြစ်ပါတယ်ဒီပုံမြင်လေးကိုမပြောခင်မမဝိုင်း channel ကို like and subscribe လေးလုပ်ဖို့မမိနဲ့နော် ကဲဒါဆိုလို့ရှိရင်ပုံမြင်လေးဆက်လိုက်အောင်ရှေးလွန်နေပြီးတော့အခါဘာယာနတိမြို့တော်၌ပြမရက်မင်းကြီးထီးနန်းစိုးစံစဉ်ဖရာလောင်းဟာစုလတိတိအမည်ရှိသောတထေးကြီးဖြစ်လေတည်းတထေးကြီးဟာပြမရက်မင်းအားခစားရန်အိမ်မထွက်လာခဲ့ရာလမ်းတွင်ကြွက်တီတကောင်ကိုတွေ့၍ ဉာဏ်ပညာနှင့်ပြည့်စုံသောသူသည်ဤကျက်တေကို အရင်ပြုကကြီးပွားချမ်းသာနိုင်ပြီဟုဆိုလိုက်တည်းထိုစကားကိုစင်ရသားတယောက်ကကြားသဖြင့်ရင်းကျက်တေကို ကောက်ယူပြီးဈေးတွင်ကြောင်စာအဖြစ်ရောင်းကအတပြားတချင်ရွေးရတည်းထိုအတပြားဖြင့်တင်လဲဝယ်ယူကပန်းတယ်များအားတင်လဲအနှဲငယ်စီကျွေး၍တောက်ယူပေးတည်းပန်းတယ်များက န်းတစ်ဆုပ်စီပြန်ပေးသဖြင့်ထိုပန်းများကို ရောင်းရသည့်အသပြားဖြင့်တင်လဲများထမှန်ဝယ်ယူပြန်တဲ့ကွယ်နောက်နေ့တွင်ပန်းချံတို့လိုက်သွားကပန်းတင်များအားတင်လဲကျွေးရေတိုက်ပြန်တဲ့ပန်းတင်များကမိမိတို့ပန်းများထဲမှတဝက်စီခွဲပေးကြခဲ့သဖြင့်ထိုပန်းများကို ရောင်းချကအသပြားရှစ်ပြားရလာတဲ့တနေ့တွင် မိုးသက်လေပြင်းကြရောက်သောကြောင့် မင်းဥယင်ရှိတစ်ကိုင်းများကြိုးကြွေကုန်တဲ့သူကကလေးများအားတင်လဲကြွေးပြီးရင်းတို့ကိုတဲထုတ်၍ဘရင်အိုးတော်လို့အားရောင်းချတဲ့အသက်ပြာ16ပြားနှင့်အိုးငါးလုံးရလိုက်ပြန်တဲ့ကွယ်စုစုပေါင်း24အသက်ပြာပိုင်ဆိုင်လာတော့တဲ့တဖန်မြေရိပ်သမားတို့အားတောက်ရည်များ ပေးဝေပြန်တဲ့မြေရိပ်သမားများက အကူညီလိုကပြောပါကူညီမည်ဟုဆိုကြတဲ့ထို့နောက်မိတ်ဆွေတစ်ထက်ရှာရာစိတ်ကန်းအရာရှိနှင့်ကုန်းလက်ပတ်ဆိုင်ရာဝန်ထမ်းတို့ကိုတွေ့တဲ့တနေ့တွင် ကုန်းလက်ပတ်ဆိုင်ရာဝန်ထမ်းကမနက်ဖြန်တွင်ဤမျိုးတို့ မြင်းကုံတဲ့တယောက်ရောက်လာမည်မြင်းကောင်ကြီး900ပါလာမည်ဟုသတင်းပေးတဲ့သူသည် မျက်ရည်သမား900ထန်သွားကမြတ်တစည်းစီတောင်းယူတဲ့ ညင်းကုံတဲ့ရောက်လာတော့အခါသူသည်ညင်းကုံတဲ့များအားမြက်အားလုံးရောင်းလိုက်တဲ့။ထိုမှတဆင့်အသပြတထောင်ရလိုက်ပြန်တဲ့ကွယ်။နောက်၃လရက်အကြာတွင်စိတ်ကန်းအရာရှိကစိတ်ကန်းတွင်ကုံတင်လေကြီးစိုက်လာမည်ဟုသတင်းပေးပြန်တဲ့။ထိုအခါသူသည်ယထာတစီနှင့်လူအချို့ကိုငားက အချွေရန်ပရိသတ်အဖြစ်တင်ပြီးယထာစီ၍လဲကုံတဲ့ကြီးဟန်ဖြင့်စိတ်ကန်းသို့ဆင်းလာခဲ့တဲ့။ လှေပါကုံအားလုံးကိုအယောင်းဝယ်ပြုလုပ်ရန်လှေတကြီးနှင့်ဂရိပြုကြပြီးလှေတကြီးအားတစ္ဆာပြုစေသည့်အနေဖြင့်လက်ဆောင်လက်စွန်တကွင်းပေးလိုက်တည်းထို့နောက်သူသည်ကက်လက်ကသုံးထက်ကာ၍အထဲတွင်ခန်းနာစွာထိုင်နေလေတည်းကွယ်ကုံတယ်လေကြီးဆက်ရောက်လာသည့်တည်ခြင်းကြောင့်ဘာယာနတိမကုံတယ်တရာတို့သည် စိတ်ကန်းသို့ကုံဝယ်ဆင်းလာကြတည်းသို့သော လှေတကြီးနှင့်ရောင်းဝယ်၍မရတော့ပေ။ထိုအမျိုးသားနှင့်တွေ့ရန်ကက်လန်ကတကန့်စီတွင်စောင့်ကြပ်နေကြသောအဆောင်ရှောက်များထံမှ သုံးချိန်သုံးတန်ခွင့်တောင်းပြီးအတပြားတထောင်စီပေးမှ တွေ့ခွင့်ရကြတည်။နောက်ဆုံးတွင်လှေပါကုံအလုံးတန်ပုံးနှင့်တကွာထိုအမျိုးသားအတွက်အတပြားတသိမ်းပေးသဖြင့်အယောင်အဝယ်တဲ့သွားကြတော့တည်။သူသည် သူအားကူညီထားသူများ၏ကျေးဇူးကိုမမေ့ချင်။ ဇူလာတေတိတထေးထံသွား၍အတပြတသိမ့်ဖြင့်ကတော်လိုက်တည်းတထေးကအကျိုးအကြောင်းမင်းမြန်ရာကြွက်သေးတစ်ခုအရင်ပြူရာမှလေးလအတွင်းနှစ်သိမ့်ကျွယ်ဝလာပုံကိုပြန်လည်ပြောပြလိုက်တည်းဇူလာတေတိတထေးဟာထိုသူရဲ့ကြံ့ရည်ဖန်ရည်ကိုသဘောကျပြီးမိမိဤသမီးပြုံနှင့်ထိမ့်မြလက်ထပ်ပေးလိုက်တော်တည်းကွယ်ဒီတစ်ခေါက်မမဝိုင်းပြောပြတဲ့ပုံမြင်လေးရနေတဲ့စင်ကိုကြီးသူကောင်းရင် တသက်လုံးချမ်းသာမယ်ဆိုတဲ့သင်ခန်းစာလေးရရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ပုံမြင်လေးတွေပြောပြဖို့အတွက်ဒီ channel လေးကို like and subscribe လေးလုပ်ဖို့မိန့်နေနော်။နောက်အစီအစဉ်လေးတွေမှာပြန်တွေ့မယ်နော်။